္ဂလာပါဒီနေ့တော့သူကဂျုံကျုံမုံလေးကိုမနက်စာလောက်စားဖြစ်တာနဲ့အားလုံးတို့လာမြဝေးတာပဲဖြစ်ပါတယ်ဒီမုံလေးကဆိုရင်စားရတာလဲနူဤပြီးတော့အာဟာရလည်းရှိတဲ့အပြင်ကမှကလေးလူကြီးအားလုံးကြိုက်တဲ့မုံလေးတစ်မျိုးပဲဖြစ်ပါတယ်လောက်ရတာလဲအရန်လွတ်ကူပြီးတော့သူကဂျုံနံစရာမလိုပဲနဲ့ဂျုံရင်ဖြိုပြီးတော့ကြော်ရမလို့အရန်လည်းလွတ်ကူပါတယ်ကဲဒါဆိုလို့ရှိရင်တော့သူနဲ့တူတူအရန်လွတ်ကူတဲ့ဂျုံကျုံမုံလေးကိုဗီဒီယိုအဆုံးထိလိုက်ကြည့်ပြီးဖို့အတွက်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ရှင် အရင်ဆုံးတော့သူတွေကိုကြောက်နှလုံးဖောက်ထရာပေးလိုက်ပါတယ်။အချို့တော့ကိုတော့တကြားထမင်းစားစွန်းနဲ့သုံးစွန်းထည့်ပါတယ်။အချို့ဒီထက်ပို့ပြီးတော့ကြိုက်တယ်ဆိုရင်လည်းပို့ထည့်လို့ရပါတယ်။အရသာလေးလေးလေးပြင်ပြင်ဖြစ်နေအောင်စားလေးသေးသေးထည့်ပြီးရင်တော့အားလုံးနှံ့သွားအောင်မှုထားပေးလိုက်ပါတယ်။ပြန်တော့သူတွေကိုထမင်းစားစွန်းနဲ့စီတစွန်းထည့်ပါမယ်။ဒီစီနေရာမှာထောဘက်ကိုသုံးပြခြင်းနဲ့ဆိုရင်လည်းထောဘက်ထည့်လို့ရပါတယ်။ပြီးရင်တော့အလုံးသမတော့အောင်ပြန်ပြီးတော့မှုထားပေးလိုက်ပါတယ်။ ပြီးရင်တော့သူ့ရဲကိုနွားနို200 ml အသုံးပြုပါမယ်။နွားနိုမရှိတဲ့လူကရေကိုထည့်ပြီးတော့လည်းလုပ်လို့ရပါတယ်။ဒါပေမဲ့နွားနိုနဲ့ဆိုရင်တော့မုတ်သားလေးရပို့ပြီးတော့နူးညံ့အိဆက်စီပါရဲ့။ပြေရသုံးကြုံကိုဟင်းကပ်စုံကြီးနဲ့သုံးစုံကို စကားရဲထည့်ပြီးတော့မှအဆူလိုဂျုံအခဲလေးတွေမဖြစ်နေအောင်လို့အောက်ကိုစကားလေးနဲ့စစ်ချပေးပါမယ်။ အားလုံးကိုစစ်ချပေးလိုက်ပြီဆိုရင်တော့ဒါဒီအားလုံးကိုသူတို့တမတော်အောင်လို့တိတိကျကျလေးမှွေထားပြရပါမယ်။အဲမှွေတဲ့နေရာမှာပဲနည်းနည်းကြာတာပေါ့နော်။သူတို့ဒီမုတ်လေးကဂျုံနေစရာမလိုတဲ့အတွက်အရန်တော့လိုရတာမြန်ပါတယ်။အခုလိုမျိုးလေးတိတိကျကျချွတ်ချွတ်ညံ့ညံ့လေးဖြစ်တဲ့အထိကိုတိတိကျကျလေးမှွေထားပြလိုက်ပါရစေ။ အားလုံးချောညက်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုနောက်ထပ်ပကံတစ်ခုထဲမှာစကားနဲ့ထပ်ပြီးတော့စစ်ချပြထားလိုက်ပါတယ်ဒီထဲမှာလည်းဂျုံခဲလေးတွေကြံနိုင်သေးတာမလို့ပါအခုလိုကြံနေတဲ့ဂျုံခဲလေးတွေကိုလည်းတိတိရှိရှိလေးမွေတံလေးနဲ့ပြန်ပြီးတော့ဖြော်ထားပြီးလိုက်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဆူရဲ့မုတ်သားရည်လေးဖြော်ထားတာကတော့ပြီးတိုက်ပဲဖြစ်ပါတယ်အခုလိုမျိုးလေးချောချောညက်ညက်ရတဲ့အထိကိုဖြော်ထားပြီးရပါမယ်နော်အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ဆူစကြော်လို့ရပါပြီကြမဲ့ဦးရဲကို CNN ကထည့်ပါရဲစီဘူးလာပြီဆိုရင်တော့ဒီမုတ်ရည်လေးကိုထည့်လိုက်ပါတော့မယ် စီနီယာမှာဆိုထောဘက်ကိုအသုံးပြုပြီးတော့ကြော်မယ်ဆိုလို့ရှိရင်တော့အနှံ့လေးပို့ပြီးတော့မှွေပါရနော်တစ်ဖက်ကလုံအောင်ကျက်သွားပြီဆိုတော့မှပဲနောက်တစ်ဖက်ကိုလှန်လာပေးပါမယ်။မိရကိုတော့အရန်ပြင်းမဟုတ်ပဲနဲ့မိရအလင်းလန်းလောင်းနဲ့ပဲကြော်ပေးရပါမယ်။ဒါမှမဟုတ်ရဲ့အတွင်းသားအထီကိုကျက်မှာဖြစ်ပါတယ်။သူ့ကအခုကြော်နေရကကြတော့မကက်အိုးနဲ့ပေါ့နော်။တကယ်လို့အခုလိုမျိုးလေးမကက်အိုးမရှိဘူးဆိုရင်လည်းဒင်းနီလိုမျိုးအိုးတွေနဲ့လည်းကြော်လို့ရပါတယ်။စီတော့နည်းနည်းလေးပို့သုံးပေးရပါတယ်။ ကျိုးတစ်ဖက်ကလုံအောင်ကျက်သွားပြီဖြစ်တဲ့အတွက်နောက်ထပ်တစ်ဖက်ကိုထပ်ပြီးတော့လှန်ပြီးတော့လုံအောင်ကျက်သွားတဲ့အထိကိုပြန်ပြီးတော့ကြော်ထားပြပါတယ်နောက်ဖက်လုံးအညီများကျက်သွားပြီဆိုရင်တော့ဒီမုတ်လေးရပြီးသွားပါပြီ။ဒါပေမဲ့စုကသူ့ကိုအပြားလိုက်မဟုတ်ပဲနဲ့အခောက်လေးပုံစံလေးလူကျင်လို့ခောက်ပြီးပါမယ်။အခုလိုမျိုးလေးတဝက်ခောက်ပြီးရင်တော့အလဲကနေပြီးတော့ဇွန်လေးနဲ့အရာပေးပြီးရင်နောက်ထပ်တစ်ခောက်လေးထပ်ခောက်ပေးလိုက်ရင်တော့အဲသတိကံပုံစံလေးနဲ့အရန်လာတဲ့မုတ်လေးရသွားပြီပေါ့နော်။တကယ်လို့အခုလိုမျိုးမခောက်ချင်ဆိုရင်လည်းမုတ်ကိုအပြားလိုက်လေးပဲထားရင်လည်းရပါပြီနော်။ ။အဲဒါဆိုရင်တော့စူရီယံမုတ်ကြော်လေးရပြီးသွားပါပြီ။နောက်တစ်ခုထပ်ကြော်ပြပါမယ်။စီနည်းနည်းလေးလိုနေလို့ထပ်ထည့်ပြီးရင်တော့ဒီရက်ကိုမုတ်ရည်လေးထည့်လိုက်ပါမယ်။ပြန်တော့ဆိုရလိုပဲနှစ်ဖက်လုံးအညီညာလေးတက်သွားရင်တော့မုတ်လေးရရသွားပြီဖြစ်ပါရဲ့ဒီမုတ်လေးရဆိုရင်လောက်ရလဲအရန်လွယ်ပြီးတော့အချင်းကလည်းခဏလေးပဲပေးရရဲ့စူရောမနက်စာရီထဲမှာအလွယ်ကူဆုံးမနက်စာလို့လည်းပြောလို့ရပါတယ်လောက်ရတာလွယ်တဲ့ပြင်ကောင်မှအာဟာရလည်းရှိတာဆိုတော့လူကြီးအတွက်လည်းအဆင်ပြေတယ်လို့ကလေးအတွက်လည်းအရန်အောင်အဆင်ပြေတဲ့မုတ်တစ်မျိုးဖြစ်ပါရဲ့ ကျုံသွားမယ်ကျောင်းသွားမယ်သူတွေအတွက်မနက်ခင်းမှာမနက်စာကိုအချိန်အများကြီးမပေးချင်ဘူးဆိုရင်တော့ဒီမုတ်လေးကလောက်ရရလွယ်ကူပြီးတော့အဟာရလည်းရှိရယ်ဗိုက်လည်းပြည့်တယ်မုတ်လေးတစ်မျိုးဖြစ်တာကြောင့်အားလုံးတို့အဆင်ပြေမယ်လို့ဆုကမျှော်လင့်ပါတယ်ရှင်။ကဲဒါဆိုလို့ရှိရင်တော့ဆုရဲ့ဂျုံမိုးဂျုံဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းဆုကိချန် channel ကနေပြီးတော့လွယ်လွယ်ကူကူနဲ့ချက်လို့ရတဲ့ဟင်းချက်နီမုတ်လုံးလေးတွေကိုစလိုက်တင်ပေးနေမှာဖြစ်လို့ဆုရဲ့ဆုကိချန် channel လေးကိုလည်း subscribe လုပ်ပြီးတော့အပြီးခဲ့ပါအောင်ရှင်။ဗီဒီယိုလေးကိုဆုံးနေရှုပြီလို့အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။